ရန်မလုံနိုင်တာတွေလုံမဲ့စားဒါလေးနဲ့ခုဒပိုင်းတနိုင်လေးချင်းကလေးလို့အစားအသောက်လေးနဲ့စားရပါ냐ဆိုလို့ရှိရင်တော်တော်ကြီးကိုကောင်းတဲ့ service ပါနော် I'm very happy ပါမမပြောတာမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့ဒေါက်တာဦးသက်သာဦးပါဘုန်းတော်နဲ့အားလုံးရောချူလူတမားတော်ပါအာရှတဝင်ခုကျွန်တော်လွတ်လွတ်နေတဲ့အာရှတဝင်ဆေးဦးမှာတော့ကျွန်တော်ကဒီလေဖြတ်ယောဂကုသရေးဌာနမှာ เนาะတာဝန်ခံဆရာဝန်ကြီးတယောက်အနေနဲ့လည်းအာတာဝန်ယူနေရပါတယ်ခင်ဗျအေးဒီဆေးဥမှာတော့ဒီထူးသဖြင့်ပေါ့เนาะလေဖြတ်လူနာတာဝန်ခံအနေနဲ့လုပ်ခဲ့တာဒီ2019ပေါ့เนาะ2019နှစ်ဥပိုင်းဆိုတော့အခုဆိုလို့ရှိရင်ရှင်းနှစ်နောက်ရှိသွားပါပြီเนาะအဲ့တော့ဒီဆေးမှာတော့အဓိကတော့အထွေထွေအခုနောက်နေအောင်ရောနဲ့ပတ်သက်တဲ့ဒီဒီယောဂါတွေပေါ့เนาะအဲ့ဒါကိုပြင်ပလူနာဒီတဲ့ခါကျတော့အတွင်းလူနာနေလဲဥဒ္ဒပေးတယ်လို့ 2019ခုနှစ်ဒီ AB လောက်ကစပြီးတော့ကျွန်တော်တို့ဒီ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 ဖြတ်တဲ့လူနာတွေကိုပေါ့နော်ဟိုဒီစေးသွင်းတာပေါ့နော်စေးသွင်းတဲ့ဒီ TPA သွင်းတာပေါ့ TPA သွင်းတယ်ဆိုတော့ဟာမျိုးကိုလည်းပဲစပြီးတော့ကျွန်တော်တို့လုပ်လာခဲ့ပါတယ်အာဒါတော့ဒီပုဂ္ဂလိကဆေးရုံအနေနဲ့ကြည့်မယ်ဆိုရင်ဒီအရှတ်တော်ဝင်ကတော့ဒီဒီစေးသွင်းတာပေါ့ဒီဖြတ်လူနာတွေကိုစေးသွင်းတာပထမဆုံးအနေနဲ့ လုတ်လာပါတယ်အဲ့ဒီမတိုင်ခင်မှာတော့ဒီရန်ကုန်ပြည်သူစေယုံကြီးနဲ့မန္တလေးပြည်သူစေယုံကြီးကစပြီးတော့လုတ်တစ်နှစ်လောက်ဆော်ပြီးတော့လုတ်ခဲ့တာရှိပါတယ်အဓိကတော့ဒီအထွေထွေဥနောက်နဲ့အောင်ရောယောဂါတွေလည်းကုပေးတဲ့အပြင်ကိုလေးပြန်ဒူနာတွေအတွက်ကိုလည်းပို့ပြီးတော့တာဝန်ခံရပါတယ်ခင်ဗျာအဲ့ဒါဆက်တွေ့တာတော့ဒီကျွန်တော်ရဲ့ဒီရန်ခင်မြရတဲ့တကယ်ချင်းတယောက်ပေါ့နော်တကယ်ချင်းတယောက်ကဟို ဒါလေးသူတို့သုံးနေတာရှိတယ်ပေါ့နော်ဒီ service ဟိုတော်တော် service ပုံစံ meal service ပေါ့နော်အဲ့တော့လည်းကျွန်တော်ကဟို2021လောက်မှာတော်တော်ကြီးနေမကောင်းဖြစ်ပြီးတော့ကျန်းမာလာကစားပဲရှိပြီးတော့ဆေးရည်ကလည်းအများကြီးတောက်ခဲ့ရတာဆိုတော့နည်းနည်းလူကလည်းနည်းနည်း overweight ဖြစ်လာနော် overweight ဖြစ်လာတော့သူကလည်းအဲ့ဒါလေးကိုစိတ်ပူတော့ဟိုလူသူကအဲ့ဒါလေးကိုသုံးကြည့်ပါလားပေါ့ဆိုပြီးတော့ကျွန်တော်ဆက်သွယ်ပေါ့နော်ပြီးတဲ့အခါကျတော့ဒီတော်တော် service ကိုပဲ ဟိုကျွန်တော်စီလွတ်လိုက်ဆိုတော့တမီစေးုံလာကြတာပေါ့နော်စေးကန်ပြီးတယ်တည့်ရမှာဆိုစေးုံလာကြပြီးတော့သူတို့ဟို sample မီးလေးတွေလည်းဖက်ပေးလိုက်တယ်ပြီးတဲ့အခါကျတော့သူတို့ဒီဘာကျွေးဘာလုံနိုင်တယ်လဲပေါ့နော်အထူးသဖြင့်သူတို့ကတော့ဟို all in one the bomb မဟုတ်ပဲနဲ့ဒီ very individual life ပေါ့ကျွန်တော်ရဲ့ဒီချက်မကြီး history ကိုသူတို့တေချာမေးသွားတယ်နော်ဟိုဟိုတွေးတိုးရှိလားစီယုံရှိလား ကြောက်ကရှိကြောက်ကကျွန်တော်မှကြောက်ကယောဂအခန်းလေးနည်းနည်းရှိတော့ကြောက်ကယောဂရှိသလားဒါမျိုးလေးတွေမေးသွားပြီးတဲ့အခါကျတော့ very individualized meal ဘောနော်အဓိကတော့ weight loss လည်းဖြစ်ရမယ်ပြီးတဲ့အခါကျတော့ကျွန်တော်ကတော့ bike ဆိုင်လည်းကျွန်တော်အလုပ်လုပ်လို့မရအောင်ဘော bike ဆိုင်လည်းအလုပ်လုပ်မရတဲ့အခါကျတော့ bike မစားအောင်ပေါ့နော်အဲ့လိုမျိုးနဲ့ဆိုပြီးတော့ဟိုစပြီးတော့သုံးကြည့်မယ်ပေါ့နော်ဆိုတော့သုံးကြည့်လိုက်တာပေါ့သုံးကြည့်လိုက်တော့ဒီဟိုအဆင်ပြေတယ်အကုန်လုံးမှန်မှန်ပြောလို့ရှိရင် ဟိုတိုးဒီနည်းနည်းလေးတော့ညှိရတာပေါ့အစားအသောက်ကိုနည်းနည်းလေးတော့ညှိရတာမျိုးလေးတွေရှိတယ်ကိုကဘယ်ချိန်မှာတော့အဝစားခြင်းနဲ့ဘယ်ချိန်မှာညှိခံနေဆိုလို့ရှင်မစားရင်လည်းရတယ်အဲ့လိုမျိုးနဲ့စင်ပြေကိုညှိပေးလိုက်တော့အခုဒီကျွန်တော်သုံးနေတာပေါ့နော်6လလောက်ရှိသွားပါပြီ6လလောက်အတွင်းမှာတော့ဟိုလေ့ကျင့်ခန်းလေးတော့မှန်မှန်လုပ်တာပေါ့အရင်တော့မဟုတ်ပေမဲ့လည်းလမ်းလျှောက်တာလေးတွေပါလေးတော့တစ်ပတ်မှ၄၅ရက်လုပ်တယ်ဒီအစားအသောက်နဲ့ပဲနည်းနည်းထိနေဆိုတော့ဒီပေါင်း30ကျော်ကျော်လောက်ပေါ့နော် အဲ့ဒါတော့6လအတွင်းမှာဟိုကျသွားတာရှိပါတယ်နေလို့လည်းပိုကောင်းတယ်ညတော့အရန်ဝါတော့ဒူးတွေပါနေတာထိုင်ရထားတာခက်တာတေကတက်စစ်တွေပါခက်တာဒါတွေအကုန်လုံးလည်းတော်တော်ကြီးကိုတက်တာွားတယ်ပေါ့မရှိသလောက်ပဲပြီးတဲ့အခါကျတော့ဒီဒီအစားတောက်ကလည်းပေါ့နော်အစားတောက်ကလည်းဒီလိုဟိုဟိုဒီ quality သဘောမျိုးရှိတယ်ပေါ့နော် quality သဘောမျိုးရှိတယ်ဥပမာပြီးခဲ့တဲ့လဆိုလို့ရှိရင် ဟိုနည်းနည်းလေးပရိုတီးများနေလားဆိုပြီးပရိုတီးနည်းနည်းပြန်လျှော့တာမျိုးလေးတွေပေါ့နော်လတိုင်းလတိုင်းကျွန်တော်ပြောလို့ရတယ် service ကိုပေါ့နော်ဒါလေးတွေကတော့အဆင်မပြေဘူးဒါလေးတွေကတော့အဆင်ပြေတယ်အဲ့လိုမျိုးနဲ့ဆိုလို့ရှိရင်လည်းပဲကိုယ့်ဘက်ကဒီတော့ဘက်က nutrition နဲ့ dietitian နဲ့ကိုတော့လိုအပ်တဲ့ calorie ကိုတွက်ချက်ပြီးတော့ညှိပေးတာမျိုးလေးတွေရှိတယ်နောက်တစ်ချက်ကကျွန်တော်ကတော့ဒီ breakfast lunch dinner အားလုံးကိုယူလိုက်တဲ့အခါကျတော့ဈာထဲမှာလည်းပေါ့ snack လေးတွေပေါ့နော် snack လေးတွေကိုလည်းပဲ ဒီမနေ့ခင်မှာတခါနေ့လေခင်မှာတခါအဲ့လိုမျိုးလေးတွေနေဆိုတော့ဟိုဘိုက်ကမစားသွားဘူးပေါ့နော်ဘိုက်ကမစားသွားဘူးနောက်တစ်ချက်ကတော့အထူးသဖြင့်ပေါ့ဒီဟိုကိုလုံးကလည်းကျွန်တော်ဒီအိမ်မှာကြောက်လဲတပည့်ရောပါရောနဲ့ကိုလုံးကဒီမနေ့ဆိုလို့ရှိရင်ဟို၈နိုင်လောက်ဆိုအိမ်ကကုန်ထွက်ရတာတကယ်ထွက်ရတဲ့အခါအိမ်မှာလည်းဘူးမှမချဘူးဆိုတဲ့အခါကျတော့ service ကိုမှီအောင်ပို့ပေးပေါ့နော်ဆိုတော့9နိုင်ခွဲနဲ့10နိုင်ကြီးကြာမှအကုန်လုံးရောက်လာအဲ့ဒီတစ်ခုကလည်းတော်တော်ကြီးကို ဟိုကျွန်တော်တို့ကျွန်တော်မှန်မှန်ပြောတာအဲ့လိုမျိုးလေးလေအချိန်မှန်မှန်လေးတွေနဲ့ဟိုကြည့်ပေးတာမျိုးလေးတွေလည်းကြိုက်တယ်ပေါ့နော်ဟိုဟိုကျွန်တော်ပိုင်ရတော့ဟိုဈေးပေါ့နော် price ပေါ့နော် meat service ရဲ့ price ကတော့ okay တယ်နော်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ကျမကြီးว่าอดิกะเว้ยဆိုတဲ့အခါကျတော့ဈေးတောက်ပြီးတော့လုပ်နေရမယ်အစာဒီဒါရိုက်လေးနဲ့ဟို ကိုဘကိုပြန်ပြီးတော့ပေါ့နော်ကျမကြီးအတွက်ကိုပြန်ထိန်းတာဆိုတဲ့အခါကျတော့အဲ့ဒီဟာတော့ဆေးထက်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဆေးထက်ပို့ပြီးတော့ဒီပို့ပြီးတော့ကောင်းတယ်ဓာတ်ရဲ့ဆေးတွေသုံးမဲ့အစားအရန်ဂျင်မှာ join ပြီးတော့တနေ့ကို45မိနစ်တနာရီလောက်အရန်မလုံနိုင်တာတွေလုံမဲ့အစားဒါလေးနဲ့ခုတစ်ပိုင်းတစ်နိုင်ပြီးချင်းကလေးလုံအစားအသောက်လေးနဲ့စားရပါညာဆိုလို့ရှိရင်တော်တော်ကြီးကိုကောင်းတဲ့ service ပါနော် I'm very happy ပါမမပြောတာ